ဒဝင်းမြို့မှာလမ်းမေးဆီဆိုင်တွေအလေးတုပ်ခံရတာတွေဆက်တိုက်ဖြစ်လာပါတယ်။မန်းစကူရဲကဒဝင်းမြို့ဒလိမ့်မဇကွန်မှာရှိတဲ့အတုပ်ဆိုင်တစ်ဆိုင်မှာဈေးဝယ်သူဟန်ဆောင်ပြီးဈေးရောက်သူအလင်းမှာ ပိုက်ဆံအိတ်ထဲက9ဒေါ်လာငွေစကူတွေကိုနှံ့ယူထားတယ်လို့ဈေးဆိုင်တဲ့နိစသူကလူမှုကွန်ရက်မှာမျှဝေထားပါတယ်။လုံငင်းတဲ့တပတ်လောက်ကလေးလောင်းလုံးမျိုးနဲ့တကြပြင်းဈေးမှာရှိတဲ့ဈေးဆိုင်တစ်ဆိုင်နဲ့ လမ်းမေးဈေးဆိုင်နှစ်ဆိုင်မှာလိတ်တုတ်ခံရသေးတယ်လို့ကိုတိုင်ကြိုရတဲ့ဈေးသက်အမျိုးသမီးတအူကပြောပါတယ်။လိတ်တုတ်ပမာဟာစိုက်တန်းဝင်လာပြီးပစ္စည်းတွေအများကြီးယူမလို့နဲ့နောက်နဲ့ပစ္စည်းယူပေးနေလို့မှာပဲပိုက်ဆံအေကိုအလိတ်တုတ်သွားတယ်လို့ကိုတိုင်ကြိုရတဲ့ဈေးသက်အမျိုးသမီးကပြောပါတယ်။လိတ်တုတ်သွားသူဟာအသက်40ရွယ်အမျိုးသမီးတအူဖြစ်ပြီး အရာမြင်မြင် slim အိတ်လွယ်ကစိုက်တဲ့အနေအောင်စီလာတယ်လို့အလေးတော့ခံရတယ်ဈေးတွေစီကတရားပါတယ်ဒွေမျိုးမှာရှိတဲ့အခြားဈေးဆိုင်တွေမှာလည်းအမျိုးသမီးတို့အလေးတော့ခဲတဲ့ဆိုပြီးလူမှုကွန်ရက်စာမျက်နှာမှာမျှဝေနေကြတာကိုလည်းတွေ့ရပါတယ်အဲ့လိုအလေးတော့ခံရမှုတွေများလာတဲ့အပေါ်တရားဥပဒေစုံမှုမရှိတာကိုအခွင့်အောင်ရှုကဒုစရိုက်သမားတွေအတင်းရလာတာဖြစ်တယ်လို့မြို့ကန်တွေကအဝေးပန်းကြပါတယ်